မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အတွေ့အကြုံကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့ဇွန်လ16ရက်ကြာသပတေးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရှောက်လန်းလျက်ရှိတဲ့ဒီမိုကရေစီခီးကျန်းကိုပြည်သူတရက်လုံးရဲ့ကြိုးပမ်းမှုနဲ့အတူဆောင်ရွက်သွားမယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ပြောကြားလိုက်တဲ့တဲ့တင်။ဂျာကာလာဒေတန္တရပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းပြည်သူအုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့တင်။နောင်ချုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ PNL တို့အကြတိုက်ပွဲတွေဖြစ်ပွားနေတဲ့တဲ့တင်။ မင်းလာမြို့နယ်မှာအကြဖတ်စစ်ကောင်စီလက်အောက်ခံရဲတပ်သားတွေရဲ့စံကယ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာအကြဖတ်ရဲတပ်သားတအုပ်ဒေဆုံးတဲ့တဲ့ MPD တပ်ဖွဲ့ရဲ့ရဲဘော်တွေ9ရက်တာအစာငတ်ခံကင်းမုံဝစ်ပြီးစစ်စင်ရေးပြုတ်လုပ်ခဲ့ရာအကြဖတ်စစ်တပ်ရဲ့ ရုရှားပြန်သုံးဝင့်ဗိုလ်ကြီးတအူးနဲ့ပြူကောင်းဆောင်မင်းတိုက်အပါဝင်သုံးဦးသေဆုံးတဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်တော်လိုင်းဆန္ဒပြလူလူသပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရှောက်လန်းလျက်ရှိတဲ့ဒီမိုကရေစီခေကျမ်းကိုပြည်သူတရက်လုံးရဲ့ကြိုးပမ်းမှုနဲ့အတူဆောင်ရွက်သွားမယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ပြောကြားလိုက်တဲ့တဲ့င်းကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။ မြန်မာညီညွတ်ရေးအစိုးရအနေနဲ့လူမှုကောင်းဆောင်ဒေါအဆန်းစုကြည်ရှောက်လန်းလျက်ရှိတဲ့ဒီမိုကရေစီခေကျန်းကိုပြည်သူတရက်လုံးရဲ့ကြိုးပမ်းမှုတွေနဲ့အတူပန်းနိုင်ကိုရောက်ရှိအောင်ဆောင်ရွက်သွားမယ်လို့ပြည်အောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုလုံးကော်မတီကဒီကနေ့မှပြုလုပ်တဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအဆန်းစုကြည်အသက်80နှစ်ပြည့်မွေးနေ့အခမ်းအနားကိုတဝန်လာပေးဖို့ရမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ ပြည်သူတော်လှန်ရေးရှိနေသည့်လူမှုခေါင်းဆောင်ရဲ့အခမ်းကဏ္ဍကလည်းအရေးကြီးသောကဏ္ဍတစ်ခုအဖြစ်ဆက်ရှိနေအောင်မှာဖြစ်တယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်းလူမှုခေါင်းဆောင်ဒေါက်ဆန်းစုကြည်ရှောက်လန်းလျက်ရှိတဲ့ဒီမိုကရေစီခီးကျမ်းကိုဒီတစ်ကြိမ်တွင်မူပြည်သူတရက်လုံးရဲ့အသက်သွေးချွေးများဆွန့်လွတ်နေတာခံမှုများတီထွင်ကြံစအထောက်ကြိုးပမ်းမှုများနဲ့အတူပန်းနိုင်ကိုရောက်ရှိအောင်ဆောင်ရွက်သွားမှာဖြစ်တယ်။ ူတို့ကောင်းဆောင်တော်အဆန်းစုကြည်နဲ့တကွနိုင်ငံရေးကျင်းသားများအားလုံးဘေးကင်းကျန်းမာလျက်အမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းလေးလေးနက်နက်ဆုတောင်းရင်းဖြင့်မြမမြေပေါ်မှာအနာရှင်စနစ် လုံးဝချုပ်ငင်းပပျောက်သွားတဲ့အထိပြက်ပြက်တသားတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့တော်ဝင်တော်မှာဖော်ပြထားပါတယ်။ လူတို့ကောင်းဆောင်ဒေါအဆန်းစုကြည်ရဲ့မွေးနေ့ကပုံမှန်မွေးနေ့ပွဲတသက်မဟုတ်ပဲအကျန်းဖတ်ဆဲအုပ်စုရဲ့မတရားဖမ်းဆီးချုပ်နှောင်ခြင်းကိုခံထားရတဲ့ဒေါအဆန်းစုကြည်နဲ့တကွအကျဉ်းချနေတဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအတွက်ပြည်သူတရက်လုံးရဲ့ပြင်းပြသောဆန္ဒကိုကဘာတို့ပြသတဲ့နေလဲဖြစ်တယ်လို့ဆိုပါရယ်လူတို့ကောင်းဆောင်အနေနဲ့ဒီမိုကရေစီစနစ်ကောင်းမွန်စွာအကောင့်ထဲဖော်နိုင်ရေးအတွက်နှစ်ပေါင်းများစွာမဆုံမနစ်တိုက်ပွဲဝင်ခဲ့မှု ဒီမိုကရေစီရဲ့ယဉ်ကျေးမှုဖြစ်တဲ့အမြင့်မတူသူရန်သူပင် ဖြစ်လင့်ကစားညှိနှိုင်းဆောင်ရွက်နိုင်မှုဒီမိုကရေစီနည်းလမ်းများအတိုင်းလူမှုကိုဥဆောင်ပေးခဲ့မှုတို့ကြောင့်မြန်မာလူမှုကြီးကလူမှုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့ဒီမိုကရေစီစနစ်ကိုတထက်ထဲရှုမြင်ပြီးယုံကြည်မှုအပြည့်နဲ့နှစ်ပေါင်း30ကျော်တိုင်အောင် ထောက်ခံနေကြခြင်းဖြစ်တယ်လို့တဝန်တော်မှာဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့အကြီးအကဲနိုင်ငံတော်တိုင်ပင်ခံလဲဖြစ်ပြီး ပြည်သူများလေးစားချစ်ခင်ရတဲ့လူလူကောင်းဆောင်ရဲ့မွေးနေ့မှာယခုလိုဂုံပြုတ်တဝင်လောပေးပို့ရတဲ့အတွက်ဝမ်းမြောက်မိတယ်ဆိုတာ ਨੇ တစ်ဖက်မှာလည်းမွေးနေ့ရှင်ကိုယ်တိုင်မပါဝင်ပဲကျင်းပရတဲ့မွေးနေ့ဖြစ်နေခြင်းကြောင့်ဝမ်းနဲ့စိတ်မကောင်းဖြစ်ရတယ်လို့တဝင်လောမှာဖော်ပြထားပါတယ်ပြည်သူနဲ့အတူသူမရဲ့တတန်းတစ်လျှောက်ခိုင်မာစွာရပ်တည်ခဲ့တဲ့ပြည်သူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကလက်ရှိပြည်သူ့လူဦးတော်လှန်ရေးကြီးနဲ့ ထတ်တူထမျရက်တည်နေတာကို ခိုင်ခိုင်မာမာယုံကြည်ရလို့လဲတဝင်းလောင်းမှာဖော်ပြထားပါတယ်ရှင်။ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များအစည်းအဝေးပြုလုပ်တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနဲ့မကွေးတိုင်းမှပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွဲဆောင်ဆွေးနွေးပွဲအစည်းအဝေး စနစ်မြင်းဆောင်2025ကိုဇွန်လ18ရက်မိုးလက်တနာရီမှာပြုလုပ်ခဲ့ကြပါတယ်။အစီအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအတွင်ရေးမှူးအဖွဲ့ဝင်တယန်ဇာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆက်လက်ပြီးတော့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှအုပ်ချုပ်ရေးဆိုင်ရာပေါင်းဆက်လုပ်ငန်းများနဲ့ပတ်သက်တဲ့သိရှိလိုရာများကိုဆွေးနွေးခဲ့ကြရာဝင်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူတွေကပြန်လည်ဖြေကြားခဲ့ပါတယ်။ အဆိုပါတွဲဆောင်ပွဲကိုအမြဲတမ်းအတွင်ဝင်များဒုတိယအတွင်ဝင်များတွဲဖက်အတွင်ဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့မကွေးတိုင်းမှမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များတက်ရောက်ခဲ့ကြတယ်လို့ပြည်ရေးရေးနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။နောက်ချုံမြို့နယ်မှာဂျပန်စစ်တပ်နဲ့ TNL တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တအန်းပြည်တမဟာ၃နယ်မြေနောက်ချုံမြို့နယ်အတွင်းက ညံတော်နဲ့ရွှေသွန်းကြီးပါမှာအကြံဖက်စစ်တပ်နဲ့တန်းတက်မတော် TNL တို့အကြတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။ညံတော်နဲ့ရွှေသွန်းကြီးပါတွေမှာဇွန်လ18ရက်မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအဲ့ဒီတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်ကလက်နက်ကြီး38လုံး၊ drone ဘုံ10လုံးကျဲချပစ်ခတ်တိုက်ခိုက်ခဲ့လို့ TNL ကပြောပါတယ်။ဒါအပြင်အကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရွှေညောင်ပင်နဲ့ ရေမောင်းတန်းကျေးရွာဘက်ကိုလည်းလက်နက်ကြီး၈လုံးဒရုန်းနဲ့ဘုံ၂၃လုံးကျဲချပြီးတော့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ၁၆ရက်မနက်၁၇နာရီ၄၁မိနစ်မှာအကြမ်းဖက်စစ်တပ်ကပြည်သူလူထုကိုဥတီရည်ရွယ်ပြီးရည်ရွယ်ချက်ရှိရှိစမဆယ်ကျေးရွာအတွင်းလက်နက်ကြီးပစ်ခတ်လိုက်တာကြောင့်အမျိုးသား၂ဦးဘုံစားထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ ညီနောင်မမိတ်၃ဖွဲ့ကငလင်တန်တဲ့ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နိုင်ရည်ရွယ်ပြီးတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာထိုးစစ်တွေပြုလုပ်မှာမဟုတ်ဘူးလို့ထုတ်ပြန်ကြေညာထားချိန်မှာအကြမ်းဖက်စစ်တပ်ကအခုလိုတိုက်ခိုက်မှုတွေပြုလုပ်နေရပါ။ TNLA ကတော့ပြည်သူတွေအနေနဲ့ အကြံဖတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ရဲ့အတွက်စစ်ရေးတရအမြဲရှိကြဖို့နဲ့လေချောင်းရံကာကွယ်နိုင်ရဲ့အတွက်လည်းလေချောင်းရံကာကွယ်ရေးဆိုင်ရာနီလန်းတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။မင်းလာမြို့နယ်မှာဂျပန်စစ်ကောင်စီလက်အောက်ခံရဲတပ်သားတွေရဲ့စိုင်းကယ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်ရဲသားတအုပ်တေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ။ပဲခူးတိုင်းတာယာဝရီခိုင်မင်းလာမြို့နယ်ထောက်ကြံကွင်းအုပ်စုခင်ထိတ်ကုံရွာအဝင်စိုင်းပုတ်အနီးမှာရှိတဲ့ရန်ကုန်ပြည်ကားလမ်းပေါ်အကြံဖတ်ဆက်ကောင်စီလောက်ခံရဲတပ်သားတွေစီးနင်းလာတဲ့ဆိုင်ကယ်၅စီးကိုဆွန်လ၁၈ရက်နေ့မနက်၁၇နာရီမှာတော်လိုင်းရဲတပ်သားတွေကစောင့်ကြိုပြီးမိုင်းဆက်တိုက်ခိုက်ခဲ့တယ်လို့တာယာဝရီခိုင်တရင်၃၈၃ညနဲ့တက်ခွဲလေးမြေရောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကဒီကနေ့မနက်မှာထုတ်ပြန်လိုက်ပါတယ်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကြောင့်အကြံဖက်ရဲတပ်သားတအူးတေဆုံးပြီးနှစ်ဦးထဏ်ရာရခဲ့ကတေဆုံးထဏ်ရာရတဲ့အကြံဖက်ရဲတပ်သားတွေကိုအကြံဖက်စစ်ကားနဲ့လာတဲ့သွားတယ်လို့ဆိုပါရယ်တိုက်ခိုက်မှုကိုတာယာရီခိုင်တရင်383ညနဲ့တက်ခွဲလေးမြေောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့နဲ့မင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လိုင်းရဲဘော်တွေဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဖော်ပြထားပါရယ်တာယာရီခိုင်တရင်383ညနဲ့ တက်ခွဲလေးမြေအောင်ပျောက်ကြားတက်ဖွဲ့အုပ်ဖို့တက်ဖွဲ့အနေနဲ့ပြည်သူတွေနဲ့တော်လိုင်းတက်ဖွဲ့တွေကိုဒုက္ခပေးနေကြတဲ့အကြံဖက်စစ်ကောင်စီနဲ့ထောက်တိုင်တွေကိုအချိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်အကြံဖက်တပ်သားတွေအနီးသွာလာနေထိုင်ခြင်းတွေကိုလုံးဝလုံးဝမပြုတ်လုပ်ကြဖို့အတိပေးထုတ်ပြန်ထားပါတယ်ရှင် MND တပ်ဖွဲ့ရဲ့ရဲဘော်တွေခုနှစ်ရက်တာအစာငတ်ခံကင်မုံဝစ်ပြီးစစ်စင်ရေးပြုတ်လုခဲ့ရာအကြံဖက်စစ်တပ်ရဲ့ရုရှားပြန်သုံးပွင့်ပိုကြီးတအုပ်နဲ့ပြုတ်ကောင်းဆောင်မင်းတိုက်အပါအဝင်သုံးဦးတည်တဲ့တရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းကြံခရိုင်မြင်းကြံမြို့မှာမြင်းကြံဘလတ်တိုက်က MND တပ်ဖွဲ့ရဲ့ရဲဘော်တွေကခုနှစ်ရက်တာအစာငတ်ခံကင်မုံဝစ်ပြီးအထူးစစ်စင်ရေးတရက်ကိုပြုတ်လုခဲ့ရာအကြံဖက်စစ်တပ်ရဲ့ရုရှားပြန်သုံးပွင့်ပိုကြီးတအုပ်နဲ့ ြူကောင်းဆောင်မင်းတိုက်အပါဝင်၃ဦးတည်ပြီးတက်ချက်ကြီးတဦးအပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ MPD တပ်ဖွဲ့ခေါင်းဆောင်ပိုမိုက်ခဲက PPTV ကို ပြောပါရယ် MPD တပ်ဖွဲ့ရဲ့အထူးစစ်စင်ရေးကိုအထူးကွန်မန်ဒို9ဦးနဲ့ဇွန်လ18ရက်ည6:30မိနစ်မှာပြုလုပ်ခဲ့တာကြောင့်တည်ဆုံးခဲ့တဲ့ဗျူခေါင်းဆောင်မင်းတိုက်ကနမေကျော်ဗျူခေါင်းဆောင်တအုပ်ဖြစ်သူတီရာယူမွန်ထက်စီနီယာဖြစ်တယ်လို့သိရပါဗျာ အသေးစိတ်ကတော့ကိုကြီးညီတို့ဒီဆစ်စင်ရေးအပီစီပေါ်တော့အတော့ရောပြန်ရောဒီအကုန်လုံးအပီစီ7မိနစ်ပဲကြာတာတော်တော်လေးလက်လုပ်ပြီးတော်တော်လေးပြန်လာခဲ့ပါအောင်ဆိုလုံးဝသူတို့ကြားထဲမှာပေါ်တော့အတက်အတက်တရားလုံးရဲ့ကြားထဲမှာညီတို့ဒီကင်းဘုံ900လောက်ပေါ်တော့ရေးပေါ်ဒီရောဒီအစားတောက်ငတ်ခံပြီးတော့ဝတ်တယ်ဝတ်ပြီးတော့မှဒီဆစ်စင်ရေးအောင်မြင်မြင်လုံနိုင်ခဲ့တာပေါ့အဲတကယ်တမ်းလက်လက်ကကောက်ချိန်မရလိုက်တဲ့အနေထားပေါ့မြန်မြန်တော်တော်လေးလက်လက်ပဲလုပ်ခဲ့ရတာဆိုတော့ အဲဒီသူတို့ဘက်ကနောက်ထပ်စစ်ကူတန်းနောက်လျှောက်ရောက်လာတာပါသူတို့အကောင်ကြီးကြီးဆိုတော့ကျွန်တော်နောက်လျှောက်ရောက်လာပြီးပစ်ခတ်တာတွေတိုက်ပွဲတော့လည်းနည်းနည်းဖြစ်သွားလိုက်သေးတယ်။ဒါပေမဲ့ညီတို့တိုးတိုးလည်းလုပ်ပြီးတိုးတိုးလည်းပြန်လာခဲ့ရတာကိုကြီးဟုတ်။အဲတီကြတာတခုကတော့အဲ့ဒီမင်းဒီမင်းတိုက်ဆိုတဲ့ကောင်ကဒီဒီအိုင်းမွန်ထထောင်စီနီယာကြတယ်။အဲဒီလက်နက်ကင်နာလေး။တေဆုံးသွားတဲ့ပြူစောတိခေါင်းဆောင်မင်းတိုက်ဆိုသူမှာတီတာယူမွန်ထက်စီနီယာကြတဲ့သူဖြစ်ပြီးအကြံဖက်စစ်ကောင်စီဘက်မှစစ်ကိုတွေတောက်လျှောက်ရောက်လာပြီးပစ်ခတ်တာကြောင့်တိုက်ပွဲအနှဲငယ်ဖြစ်ပွားခဲ့ပြီးလက်နက်တွေကို ကောက်ချိန်မရလိုက်ပဲပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ဘုံမိုက်ခဲက ရှင်းပြပါဗျ။အနေင်ကြေးရွာနဲ့ခေါင်းခွဲကြေးရွာအကြားမှာအကြံဖတ်စစ်တပ်လက်ပါစင်ပြူစောတိခေါင်းဆောင်မင်းတိုင်ရုရှားပြန်သုံးပွင့်ဗိုလ်ကြီးပြည့်ဖြိုးကျော်နဲ့တတ်သားပိုင်ဆိုးတို့တည်ဆုံခဲ့ပြီးတက်ချက်ကြီးမုံစိတ်မှာပြင်းထန်ဒဏ်ရာရခဲ့တာကြောင့်မြင်းကျန်ပြည်သူစေယုံကြီးမှာစိတ်ကူတမှုခံနေရတယ်လို့သိရပါဗျ။ပြူစောတိခေါင်းဆောင်မင်းတိုင်ရဲ့ရိုးလောင်းကိုမိသားစုထံ အလောင်းပြန်မအပ်သေးပဲတွဲဖက်ဖြစ်သူတီယာယူမွန်ကကိုရိုင်းတကြိုပေးမယ်လို့သိရပါဗျ။အခုလိုအထူးစစ်စင်ရေးတွေမှာအချိန်နဲ့တပြေးညီဖြစ်နိုင်ပြီးပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အရာရှိတွေနဲ့လက်ပါစီဖြူကောင်းဆောင်တွေကိုအထူးစည်းရင်းမှာထည့်သွင်းတတ်မှတ်ကတုတ်တင်သွားမယ်လို့ MPD တပ်ဖွဲ့မှအသိပေးထုတ်ပြန်ထားပါရဲ့ရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချေမုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစိတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကချင်ပြည်နယ်ဖားကတ်မြို့မှာလူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်လူလူလှုံ့ရှားမှုကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။တော်လန့်ပြည်သူတွေကဖားကတ်မြို့နယ်မော်လဲတပိတ်စစ်ကြောင်းဒေါအောင်ဆန်းစုကြည်နဲ့တကွတပိလုံးလွတ်မြောက်ရေးအတွက်စက်ယုံကြ 2025စစ်ကောင်စီအတူအောင်ရွေးကောက်ပွဲအားလူမှုအားဖြင့်စံကျင်ကြဆိုတဲ့စာသားတွေကန်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြားဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ဒီနေ့ကြာရောက်တဲ့လူမှုကောင်ဆောင်ဒေါအောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ်ခေဟောင်းချိုးဖြက်ဒုံမျိုးဆက်တပိတ်စစ်ကြောင်းကလူမှုလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ခေဟောင်းချိုးဖြက်ဒုံမျိုးဆက်တပိတ်စစ်ကြောင်းကလူမှုလှုပ်ရှားမှုအဖြစ်နဲ့မွေးနေ့ဆုတောင်းခဲ့ကြပြီးအာနာရှင်စန့်ကျင်ရေးလှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ရမပင်မြို့နယ်မြောက်ချမ်းကျွော်များတပိတ်ထောင်အောင်ဆန်းစုကြည်နယ်တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြစာသားကင်ဆွဲပြီးအကြံဖတ်စစ်တပ်ကြဆောင်ရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်ထောင်ဆန်းစုကြည်နဲ့တကွတပိလုံးလွှတ်မြောက်ရေးအတွက်ဆက်ယုံကြစာသားကိုကင်ဆွဲပြီးမုံရွာလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီငါးမြင်းဆောင်အာရတအရာတော်လူလူတပိတ်နဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီးမုံရွာမြို့ကကြေးရွာတေရွာမှာအကြမ်းဖက်ဆစ်တဲ့ကြာဆောင်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ် ရင်းမပင်မြို့နယ်မှာအောင်လန်းလွှင့်ပြီးတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတဗိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်းလွှင့်ပြီးတောင်းသွင်းနေတဲ့ဗိတ်ဆိုတဲ့အစသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဆလင်းကြီးမြို့နယ်တပိတ်ပေါင်းစုကထောင်ဆန်းစုကြည်နဲ့တကွတပိလုံးလွှမြောက်ရေးအတွက်ဆက်ယုံကြစာသားကင်ဆွဲပြီးအကြံဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကနေမြေမငိမ်တက်မှုကြားရဲကနေပဲအကြမ်းဖက်စစ်တပ်ကြားဆုံရင်ဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုတ်လုနေကြပါရဲ့ရှင်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံးဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်